ကျောင်းသားကျောင်းသူများအားလုံးမင်္ဂလာပါဇေယျတော့ Grade 6 English ကိုသင်နေဆရာဖုံးသားစီသွင်းဖြစ်ပါတယ်ကက်ဒီကာမှာတော့ဇေယျတို့ Unit 3ရဲ့ Lesson 4ဖြစ်တဲ့ My Favorite Room ဆိုတဲ့သင်ခန်းစာလေးကိုတူတူလေ့လာလိုက်ကြအောင် Okay My Favorite Room ဆိုတော့เนาะဒီကကြာဘာလုပ်မလဲဆိုတော့ကိုယ့်အိမ်မှာကိုယ်အကြိုက်ဆုံးအကမ်းပေါ့เนาะ အဲ့တော့ပြောရမယ်ဆိုကိုယ့်အိမ်မှာရှိတဲ့ပစ္စည်းတွေကိုလေ့လာရမယ်เนาะအခန်းထဲမှာရှိတဲ့ပစ္စည်းတွေကိုလေ့လာလိုက်ကြအောင်ကဲဒါဆိုရင်ဆရာတို့ဒီတစ်ခါဘာလုပ်ကြမလဲဆိုတော့ဆရာအခုမှပုံရင်းပေးထားတယ်เนาะပုံထဲမှာတာဝန်သူတွေတွေ့ရတဲ့အတိုင်းပဲ label တွေထိုးထားတယ်เนาะဆိုတော့ label ဆိုတာဘာလဲဆိုတော့သူပြထားတဲ့1 2 3 4နေရာလေးရှိအဲ့ဒါကိုဆရာတို့ကသူပြထားတဲ့နေရာတွေဒီဘာတွေလဲဆိုတာကိုဖြေပေးရမယ်ပြောပြောချင်တာနာမည်တွေပေးရမယ်ပေါ့ကွာเนาะသူပြထားတဲ့နေရာဘာတွေပဲနေရာလေးကဲဒါဆိုရင်ဆရာတို့ number 1ပုံကိုကြည့်လိုက်ကြအောင် ဟော number 1ကြပါယူထူရတယ်ဟုတ်တယ်เนาะဆိုတော့အဲ့ထဲမှာဆရာတို့ပါလဲမိဖို့ကြောင်းထဲမှာပြီးလို့ရှိရလေဟုတ်လားအဲ့ထဲမှာကြတော့ဆရာတို့ပကံနေခွက်တိသိမ့်နေစီးတယ်เนาะအဲ့ဒါကြတော့ဆရာတို့ကကြတော့ cupboard လို့မခေါ် cupboard ကြတော့เนาะဒါသက်သက်ပေါ့เนาะဒါမိဖို့ကြောင်းထဲမှာရှိရပြီးလို့ကြတော့ဆရာတို့က cabinet လို့ခေါ်တယ်เนาะဒါသူ့ရဲ့အသုံးနှုန်းလဲပါလဲ cabinet အဲ့တော့ number 1 the cabinet လို့ခေါ်တာမှတ်ထားမယ်เนาะโอเคဒါဆို number 2 label လေးကိုဆက်ကြည့်ပါဦး ကဲနံပါတ်2လေဘောကြတော့သူကဘာကိုပြထားလဲနော်ဟုတ်တယ်နော်အုံနာဘာလဲဆိုတော့သူကဘာလဲ rack cooking pots and ladles rack ဆိုတာဘာလဲဆိုတော့ check down လို့ခေါ်တယ်နော် cooking pots and ladles ဆိုတော့ချက်ပြုတ်ဖို့အိုးတွေနော် ladle ဆိုတာဘာလဲဆိုတော့ရောင်းမရောင်းမဆိုတာဘာလဲဆိုတော့ဟင်းချက်တဲ့ဒါဇုံးနေပါလို့ပြောတာနော် okay very good okay ဒါဆိုနံပါတ်3သူပြထားတဲ့နေရာလေးကိုကြည့်ပါဦးဘာလေးကိုပြထားလဲဟုတ်တယ်ဆရာတို့ဘာလဲပကံနေပါလေဆေးရဲ့နေရာတော့အဲ့ဒါဘယ်လိုခေါ်လဲ sink လို့ခေါ်တယ် sink เนาะပကံစည်းတဲ့နေရာပေါ့เนาะပကံစည်းကံပေါ့เนาะ sink ကဲအောက်ပြီအဲ့ဆိုရင်ဆရာ number 4ကိုဆက်ကြည့်ပါဦးကဲ number 4ကျတော့သူကဘာကိုပြထားလဲဟုတ်တယ်เนาะသူကဘယ်လိုခေါ်လဲဆိုတော့ kitchen counter လို့ခေါ်တယ်เนาะမိဖို့ကုန်လို့ခေါ်တာပေါ့เนาะဆရာတို့အိမ်မှာဟင်းချက်လို့ရှင်ကွာအဲ့ kitchen counter ကြီးရှိတယ်เนาะအဲ့တော့အဲ့ဒါရှိတယ်ကဲဒါဆိုရင်ဆရာတို့ number 5ကိုဆက်ကြည့်5ကကျတော့သူကပါတယ် ဟုတ်တယ်เนาะဟင်းချက်လို့ရှိရင်ဇာတ်တော့သုံးတာဘာနဲ့ချက်ရလဲမီးဖို့နဲ့ချက်ရတာပေါ့เนาะဘာလို့ခေါ်လဲမီးဖို့အင်္ဂလိပ်လို့ကြတော့ stove လို့ခေါ်တယ်เนาะမှတ်ထားမယ်ဗာလဲ stove very good ကဲဒါဆိုရှင်ဇာတ်နံပါတ်6ကိုကြည့်6ကျဆိုတာဘာတွေပြတာလဲအာเนาะအဲ့ဒါကြောင့်ဇာတ်ကဘလို့ခေါ်လဲဆိုတော့ကြွေပြားတယ်ကြွေပြားတွေကိုကြတော့ english လို့ tiles လို့ခေါ်တယ်မှတ်ထားမယ်เนาะ tiles ကြွေပြားကဲဒါဆိုနောက်နောက်ဆုံးတစ်ခုကြည့်ရအောင်ဟာဒီကကျဇာတ်အမိုက်တွေပဲပြစ်တာ င်းအမိုက်ဖြစ်တာကြတော့ဘယ်ထဲမှာဖြစ်တာအမိုက်ပုံထဲမှာဖြစ်တာပေါ့အမိုက်ပုံကြတော့ဆရာတို့ဘလို့ခေါ်လဲ waste bin လို့ခေါ်တယ်မှတ်သားမနော် waste bin very good ကဲဒါဆိုဒါတို့မျိုးကြီးဒါတို့မျိုးကဒါဆရာတို့ညတဲ့မှာစာလုံးအစ်စ်တွေတည်းလေ့လာလို့ရတယ်နော်ဟုတ်တယ်မလားနော်ကိုယ့်ရဲ့ဒါကတော့အဓိကပဲကိုယ့်ရဲ့ kitchen ပေါ့နော်ကိုယ့်ရဲ့မိဖို့ကြောင့်ထဲမှာရှိရပစ္စည်းတွေကဘယ်လိုခေါ်တယ်လဲဆိုတာကိုကျွန်တော်ကလေ့လာသွားတာဖြစ်တယ် ကဲဒါဆိုရင်ဆရာတို့ဆက်ကြအောင်နံပါတ်2ဘာလဲဆိုတော့ choose the correct title for the paragraph ဒီလိုတဲ့အဲ့တော့ဆရာအခုဘာလုပ်မလဲဆိုစာပိုက်တူတူဖတ်မယ်ပြီးရင်အိတ်စာပိုက်ကိုဆရာတို့ခေါင်းစဉ်နေပေးလိုက်ကြနော်ဆိုတော့သူနဲ့ဘယ်ခေါင်းစဉ်ကြိုက်မလဲပေါ့နော်သူကတော့အပေါ်မှာအသုံးခုပေးတာ my bedroom my kitchen my living room တဲ့ အဲ့သုံးခုတည်းကဘယ်ကောင်းစင်နဲ့ကြိုက်မလဲเนาะဒါကတော့ဆရာတို့စာပိုက်ဖတ်ပြီးသွားတော့မှဘယ်ကောင်းစင်နဲ့ကြိုက်မလဲဆိုတော့ကိုယ်ကသိရမှာဟုတ်အဲ့တော့စာပိုက်ကိုအရင်တူတူဖတ်ကြမယ်ပြီးရင်ဘယ်ကောင်းစင်နဲ့ကြိုက်မလဲဆိုတာခေါင်းစဉ်ပေးကြမယ်โอเคဒါဆိုစာပိုက်ကိုတူတူဖတ်လိုက်ကြเนาะโอเค I am out out တဲ့เนาะကျွန်တော်ကတော့အောင်အောင်ဖြစ်ပါတယ်တဲ့ I live with my parents in an apartment เนาะ apartment ဆိုတိုက်ခန်းပေါ့เนาะကျွန်တော်ကတဲ့ကျွန်တော်ရဲ့မိဘတွေနဲ့တိုက်ခန်းမှာနေပါတယ် There are 4 rooms နော် four rooms ဆိုအခန်းလေးခန်းရှိရဲ့တဲ့ဘာလဲဆိုတော့ living room အခန်း two bedrooms and a kitchen two bedrooms ဆိုအခန်းနှခန်းရှိရဲ့နော် kitchen ဆိုတော့ဆိုတာဘာလဲဆိုမိဖို့ကြောင်းတစ်ခုရှိပါတယ်အဲ့တော့ the room i like best is the kitchen အဲ့သူအကြိုက်ဆုံး เนาะအခန်းကိုပြောရမယ်ဆိုရင်တော့တဲ့သူကတော့သူ့အိမ်မှာမိဖို့ကြံကိုအကြိုက်ဆုံးပဲတဲ့ kitchen တော့အကြိုက်ဆုံးပဲเนาะ it's a big room เนาะအခန်းကြီးအကျယ်ကြီးပဲအကြီးကြီးပဲဆိုတော့ it is also a dining room because we have our meals there เนาะအဲ့တော့ kitchen ကကျွန်တော်တို့ရဲ့ dining room ပေါ့เนาะဓမင်းစားခန်းလည်းဖြစ်တယ်เนาะကြည့်ရတယ်သူတို့ breakfast တွေเนาะ lunch တွေ dinner တွေအိမ်မှာပဲစားတာပေါ့ကဲဟုတ်ပြီเนาะအဲ့တော့ it is at the back of the apartment เนาะ apartment ဆိုတိုက်ခန်းရဲ့အနောက်မှာ at the back မှာရှိပါတယ်အဲ့တော့နောက်တစ်ခုကပါလဲ pink tiles cover the floor အဲ့တော့ pink tiles cover the floor ဆိုတာပါလဲဆိုသူရဲ့ဟိုနာကျမ်းပြင်ဟိုတဲ့ pink tiles ဆိုကြွေပြာအပန်းရောင်လေးနဲ့သူတို့စီထားပါတယ်ပေါ့နော်ပြောချင်တာ okay it has two windows เนาะဗရင်းပေါက်နှစ်ပေါက်ရှိရဲ one windows look over the street နော် window တစ်ခုပေါ့ပြင်ထဲမှာတစ်ခုကတော့သူတို့လမ်းကိုမြင်နေရတယ်တဲ့ and the other one looks over the backyard သူတို့ရဲ့အိမ်နောက်ဘေးကိုတွေ့နေရတယ်တဲ့နော်ကဲတော့ဆက်မယ်ဆိုရင် the kitchen gets lots of sunlight and fresh air သူတို့ရဲ့မိဖို့ကြောင့်လေက gets lots of sunlight နော်ဥနာဗာလဲနေအောင်ကြည်လဲရတယ် fresh air နော် fresh air ဆိုတော့လေကောင်းလေသက်နေလို့ဝင်တယ်တဲ့အဲ့မှာ it is light and airy တဲ့နော်အဲ့ဒါလေးကိုမှတ်ထားပါသားသမီးတို့ it is light and airy ဆိုတဲ့အဓိပ္ပာယ်ကဗာလဲဆိုတော့ဥနာဒါက ဟွန်းနေအောင်ကြီးလဲဝင်တဲ့အတွက်ကြောင့်เนาะလင်းလင်းချင်းချင်းနဲ့ airy ဆိုတော့လေကောင်းလေသန်းနေလဲရတယ်တဲ့เนาะအဲ့တော့ inside the cabinet above the kitchen counter အာအဲ့တော့သူတို့ kitchen counter ရဲ့အပေါ်မှာတဲ့เนาะ cabinet ရှိเนาะ cabinet ဆရာခုနပြောပြီးသားသူတို့ဒါဘီလိုပေါ့เนาะအဲ့ဒီလိုထဲမှာဘာရှိလဲဆို spoons forks knives plates bowls cups and saucers spoons ဆိုတာပါလဲဇုံးနေရှိတယ် forks ဆိုတာပါလဲအခုနာခရင် knife ဆိုတာဓာတ်ရည်ရှိရယ် plates ပကံပြ bowl ဆိုတာပကံလုံး cups and saucers cup ဆိုတာဆရာတို့ခွက်လေးเนาะခွက်တာမှာလက်ဖက်ရည်တောက်တဲ့ခွက်ပေါ့เนาะ and saucer ဆိုတာဘာလဲဆိုတော့ cup ရဲ့အောက်မှာခံတဲ့ဒါလက်ဖက်ရည်တောက်တဲ့ခါမှာလက်ဖက်ရည်ဝယ်ခံတဲ့เนาะဒါအောက်ခံခွက်ကိုဆရာတို့ saucers လို့ခေါ်တယ်เนาะထည့်ထားတယ် on the rack above the sink are frying pans เนาะဆရာတို့ချိတ်တန်းရှိရပေါ့เนาะအပေါ်မှာဘာကြီးချိတ်ထားလဲဆိုရင် sink ရဲ့အပေါ်မှာရှိရချိတ်တန်းမှာ frying pan ဆိုတော့ဆရာတို့ဘာလဲ ဒါအကြော်ကြော်တဲ့အခါမှာသုံးတယ်ဒဲပြားခေါ်တာပေါ့နော်အဲ့ဒါတွေကိုချိန်ထားတယ် cooking pots and ladles နော်ဟင်းချက်တဲ့အိုးတွေရှိရဲပြီးရင် ladle ဆိုတာဟင်းချက်တဲ့ရောင်းမတွေစုံနေချိန်ထားတယ်တဲ့နော် there is a stove and a sink အဲ့တော့ stove and the sink ဆိုဟင်းချက်တဲ့မီးပေါ့ဗော stove ရှိရယ် sink ဆိုတာအခုနပကံစေးတယ်ဆရာတို့ပကံစေးကန်နေထားတာပါတယ်เนาะ the waste bin is beside the sink အဲ့တော့ဆရာတို့ sink ရဲ့ဘေးမှာပါထားတဲ့ waste bin ဆိုတာအမှိုက်ပုံးထားတာတဲ့ there are four chairs two stools and a wooden table in the kitchen เนาะအဲ့တော့ဘာရှိလဲဆို four chairs เนาะ four chairs ဆိုတော့အဲထိုင်ကုန်လေးကုန်ရှိ two stools two stools ဆိုတာခွေးချီကုန်ခေါ်တာပေါ့เนาะဆရာတို့ကသူကခွေးချီကုန်ဆိုတာဘယ်လိုမျိုးလဲဆိုတော့ဒီနောက်ကျောမှီတဲ့ဥစ္စာမပါတာပေါ့เนาะအဲ့လိုမျိုးခုံလေးတို့เนาะ two stools လို့ခေါ်တယ်အဲ့ဒါတို့เนาะနှစ်ခုံရှိရဲ့တဲ့ and then a ဗာလဲ wooden table တစ်သားစပွဲရှိပါတယ်တဲ့ in the kitchen Okay. So the kitchen is always clean, no? Oh, မိဖို့ကြောင့်အမြဲတမ်းအတန်ရှင်းနေတယ်တဲ့ I help my mother clean the kitchen and do the washing up. အဲ့သူ့အမေကိုတော့ဒီမိဖို့ကြောင့်ရှင်းဖို့အတွက်ကူညီသလို do the washing up ဆိုတာဗာလဲပကံနေဈေးဖို့လဲကူညီပါတယ်တဲ့ As we spend a lot of our time in the kitchen, it is my favorite room at home. အဲ့ဒါဆိုပါဆို as we spend a lot of our time เนาะသူရဲ့အချိန်တွေကိုအများကြီးကို kitchen ထဲမှာဂုံဆုံးနဲ့တွေ့တယ်เนาะ it is my favorite room in my home เนาะဒီမျိုးကြောင့်တော့သူအိမ်မှာရှိသမျှအခန်းတွေမှာသူကြိုက်ဆုံးအခန်းတစ်ခန်းပါတယ်เนาะကဲဆိုတော့ဒါဆိုမျိုးကြီးဇာတ်ဒီ passage လေးအတွက်ကိုသူနဲ့တင့်တော်ရဲ heading လေးเนาะခေါင်းစဉ်လေးပြလိုက်ကြအောင်เนาะဆိုတော့ဒါတော့ရှင်းရှင်းလေးပါเนาะအောင်အောင်ကဒီမှာပတ်သက်လို့ဘာအကြောင်းနေပြောနေရလဲအခုနာဘာနဲ့ပတ်သက်တာလဲမိဖို့ကြောင့်နဲ့ပတ်သက်တယ် ဥစ္စာတွေပဲပြောနေတာ哦เนาะအဲ့တော့အဲ့ editing ထဲမှာအဖြစ်ရပါပဲဖြစ်နိုင်လေ my kitchen ကျွန်တော်ဤမိဖို့ကံအဲ့ဒါပဲဖြစ်နိုင်တယ်เนาะဂျန်နဲ့နှစ်ခုတော့မဖြစ်နိုင်ဘူး။ဒါသူကအခု dash shop ကအခုက kitchen အကြောင်းတွေပဲပြောနေတာ။โอ้เนาะအဲ့တော့ my kitchen တို့လိုက်တာ။ Okay. ဒါတော့မြို့ရေအခု80အောင်เนาะအဲ့တော့3 complete the list with the word in bold in the paragraph. Okay. အဲ့တော့ဇာတ်ရိုးဒီကဘာလုပ်မှလဲဆိုတော့เนาะ ဲ့တော့ဇယားပေးထားတယ်နော်ဒီဇယားမှာဇယားတို့ကတစ်ဖက်က furniture ဖြစ်တယ်တစ်ဖက်က kitchen utensils နော် furniture ဆိုတာဘာလဲပြည်ဘောကတွေပြော kitchen utensils ဆိုတာမီးဖိုကြောင်အသုံးပစ္စည်းရေနော်မီးဖိုကြောင်ထဲမှာသုံးနေတာဓာတ်တွေခင်းရင်းနေပါတယ် utensils လို့ခေါ်တယ်နော်အဲ့တော့ဇယားတို့ကအခုဘာလုပ်မှာလဲဆိုတော့နော် furniture တပိုင်းရှိတယ် kitchen utensil တပိုင်းရှိတယ်အဲ့ဒီမှာ furniture ထဲမှာသူက cabinet ပေးထားတယ် kitchen utensil ထဲမှာ spoon ဆိုပေးထားတယ်ဆိုတော့ဆရာပြောစာပိုက်ထဲမှာဘာတွေတွေ့သလဲ cabinet နဲ့အဲဒီ furniture နဲ့ပတ်သက်လို့ဘာတွေတွေ့လဲဖြည့်ပေးမယ် kitchen utensil ဘာတွေစာပိုက်ထဲမှာတွေ့လဲစာပိုက်ကလေးကိုပြန်ဖတ်ပြီးတူတူဖြည့်မယ်ဒါဆိုရင် furniture ဖြည့်ကြအောင်ကဲ furniture မှာသူက cabinet ပေးထားပြီဆရာတို့ဘာတွေ့သေးလဲဟုတ်တယ်เนาะဗာလဲထိုင်တဲ့ခုံလေးကို4 chairs 2 stools เนาะခွေးကြီးကုံနှစ်ကုံရှိရဲ့ and then ဗာလဲ a wooden table wooden table ဆိုတော့ဟိုနာတစ်သားစပွဲเนาะဒါ furniture တွေเนาะ kitchen ထဲမှာရှိရဲ့ prepare ကတွေကဲဒါဆို kitchen utensil ဟာ utensil တော့အများကြီးပဲเนาะမိဖို့ကြောင့်သုံးပစ္စည်းကဲဟိုနာဆဲဆာပိုက်ထဲမှာဗာတွေတွေ့ကြည့်လဲပြန်ကြည့်အောင် spoon စပေးထားတယ်ကဲနောက်ဆိုဗာရှိသခင်းရင်ဟုတ်တယ် fox ကြည့်မယ်နောက်တော့ဓားတွေမရှိဘူးလားရှိရပေါ့ knife ပကံပြားပကံလုံး plates bowls ပြီးရင်ဗာရှိသလက်ဖက်ရည်တောက်တဲ့ခွက်ရှိမယ်ခွက်ကိုခံတဲ့ ဟာရှိမယ်ဆိုတော့ cups and sauces ဟောဒါပေအတော့တက်ခွက်ရှိမယ် sauces ရှိမယ်ပြီးရင်ဘာရံသေးလဲအမ်ချက်တဲ့ပြုတ်တဲ့အိုးတွေเนาะအကြော်အိုးတွေရှိမယ်အဲ့တော့ frying pan cooking pot နောက်ဘာရှိသေးလဲအမ်ဟင်းတွေချက်တဲ့အခါမှာသုံးတယ်ဘာလဲအမ်ဟင်းချက်ရောင်းမှတွေ ladles လို့ခေါ်တယ်ဟုတ်တယ်တော်လိုက်တာ ကဲဒါဆိုရှင်ဒါရုသမီးတို့အခုဆရာနဲ့ဒါလေးကိုတူတူဖြည့်ပြီးသွားပြီ။ကဲဆိုတော့ဒါရုသမီးတို့ရေဒီကတိ lesson မှာတော့ဒါရုသမီးတို့ကဘာကိုအဓိကထားပြီးလေ့လာတာလဲဆိုရင်ဆရာတို့ကဗာလဲဟုတ်တယ်နော်ဒီ kitchen နဲ့ပတ်သက်လို့နော်အခေါ်ဝေါ်လေးတွေအသုံးအနှုန်းလေးတွေကိုလေ့လာရတာဖြစ်တယ်။ကဲဒီကဆရာတို့ကဆက်ပြီးတော့နော်ဒါနည်းနည်းလေး exercise တစ်ခုလောက်လုပ်ကြည့်ရအောင် ော်ကဲ4ရဲ့ find the adjectives in the paragraph that aung aung uses to describe his kitchen ကဲအဲ့တော့ adjectives ဆိုရဲဥစားဆရာဟိုအရှိတ်သင်ကားစာမှာသင်ပြီးသားအဲ့တော့ဒါတို့သမီးတို့လည်းသိပြီ adjectives ဆိုတာအဓိကအဖြစ်ပြန်ပြောရမှာပါလေလူတစ်ယောက်ဒါမှမဟုတ်ပစ္စည်းတစ်ယောက်ရဲ့ဂုဏ်ကိုပေါ်ပြရတဲ့စာလုံးတွေအဲ့တော့အခုနဆရာတို့ရေးထားတဲ့စာပိုက်ထဲမှာ adjective တွေဘာတွေများရှိသလဲအောင်အောင်ကသူ့ရဲ့ kitchen ကိုပေါ်ပြဖို့အတွက်ဘယ်လိုစာလုံးတွေများသုံးထားသလဲဆရာတို့ကြည့်ကြည့်ရအောင် ကဲဒါဆိုရင်ဆရာနဲ့တူရှာကြည့်မယ်နော်စာပိုက်ထဲမှာဇာတ်ကြိုးသမီးကပြန်ဖတ်မယ်ဖတ်ပြီးသွားရင် adjective တွေတွေးလို့ရှိရင်ဆရာနဲ့တူရေးမယ်ဒါဆိုရင်ဆရာလည်းရှာပြီကဲဒါဆိုဆရာရှာကြည့်အောင်စာပိုက်ထဲမှာကဲပထမ adjective လုံးပါဖြစ်မလဲ big ဟုတ်တယ်နော်ပထမဇာတ်ကြိုးအောင်ပါလေသူ့ရဲ့မိဖို့ကြောင့်ကအကြီးပဲလို့သူကပြောတာလေအဲ့တော့ big ဒီမိဖို့ကြောင့်ကြီးတယ်ဆိုတာကိုဖော်ပြတဲ့စာလုံးဖြစ်တဲ့အတွက်ကြောင့် adjective ဖြစ်တယ်အဲ့တော့ big နောက်တစ်ခုကပါရှိတယ်လေအဲ light နဲ့ airy နဲ့ เนาะအဲ့ဒါဆရာဥက္ကနာပြောလေသူ့ရဲ့ kitchen ဟာ light and airy လို့မပြောဘူးလား light ကကြတော့ဥက္ကနာဘာဖြစ်တာလဲဟမ်အလင်းရံကောင်းကောင်းဝင်နေ area လေဝင်လေထွက်ကောင်းနေလေကောင်းလေသန့်နေဝင်နေเนาะအဲ့ဒါဒီသူကသူ့ရဲ့ kitchen လို့သူကဖော်ပြထားတာလေဟိုတော့သူ့ရဲ့ kitchen ဟာ is light and airy ဟုတ်မလားအဲ့တော့သူ့ရဲ့မိဖို့ကြောင့်တန်ရှင်းတယ်လို့မပြောထားဘူးလားပြောထားတယ်အဲ့တော့ဘာဖြစ်လဲ clean ကဲဟုတ်ပြီအဲ့တော့ဆရာတို့ကဘာဖြစ်မလဲ clean တော့ तू ကဘာလုပ်ရဲဆိုတော့ तू ကအောင်အောင်ကသူ့မိဖို့ကြောင့်ကဗာလေတန်ရှင်းနေဆိုပြီးတော့ဖော်ပြထားတယ်အဲ့တော့ဘာဖြစ်မလဲ clean ပါမယ်နောက်တစ်ခုပါ fresh อืม fresh ကပါသူမိဖို့ကြာ fresh air ဝင်တယ်လို့မပြောထားဘူးလားလေကောင်းလေတန့်ဝင်တယ်လေအဲအဲ့တော့တန့်ရှင်းသောလေကောင်းလေတန့်ပေါ့เนาะအဲ့တော့ fresh ပါမယ်ကဲအဲ့တော့ဇာတ်ရော fresh ပြီးတော့နောက်တစ်လုံးပါရှိသေးလေ yes favorite favorite ကဘာကြောင့် adjective ဖြစ်တာလဲเนาะ owner ဘာဖြစ်တာလဲသူကြိုက်တဲ့နေရာเนาะသူကြိုက်တော့လို့ပြောထားတဲ့အတွက် favorite place လို့ပြောထားတယ်အဲ့ဒါကြောင့် favorite the adjective ကဲဒါဆိုနောက်ဆုံးတစ်လုံး adjective ပါရှိသေးလဲ အဲအဲ့မှာတော့ကြည့်လိုက်လို့ရှိရင်ပါလေ pink dials လို့ပြောတာတယ်เนาะပန်းရောင်ရှိသောကြွေပြားများအဲကြောင့်အဲ့ဒီမှာဆရာတို့ pink သည် adjective ပဲထည့်တယ်ဘာကြောင့်လဲဆိုတော့ तू ကပန်းရောင်ရှိသောကြွေပြားများเนาะဒီတိုင်းကြွေပြားဆိုရင်ကြွေပြားဘာမှမသိဘူးဒါပေမဲ့ तू က pink dials ဆို pink ထည့်လိုက်တဲ့အတွက်ကြောင့်အဲ့ကြွေပြားသည်ပန်းရောင်ရှိတယ်ဆိုတဲ့ခုံကိုစောင့်တာโอเคเนาะကဲဒါဆိုရင်ဒါလို့ပြီးရေဒီရက်ကဆရာတို့ကဘာလို့သွားလဲဆိုတော့အခုနဖတ်သွားတဲ့စာပိုင်းမှာပဲ adjective တွေကိုပြန်ပြီးရောရှာပြီးသွားတာဖြစ်ပါတယ် ကဲဒါရုသမီးတို့ဒါဆိုရင်တော့ဒီသင်္ကန်းစာမှာဒါရုသမီးတို့ကဘာတွေလေ့လာရမလဲဆိုရင်များသောအားဖြင့်ဆရာတို့ kitchen ထဲမှာဘယ်လိုပစ္စည်းလေးတွေရှိသလဲเนาะအခုဆိုလို့ရှိရင် kitchen ထဲမှာတချို့ဆရာတို့နော်ရှိရတာနဲ့ကိုမသိရပစ္စည်းတွေမှာအများကြီးပဲဟုတ်တယ်မလားနော်အဲ့တော့စာလုံးအစ်စ်တွေလည်းအများကြီးထွက်လာတယ်အဲ့တော့ဒါရုသမီးတို့ကဒီစာလုံးအစ်စ်ကလေးတွေကိုလည်းကောင်းထဲမှာဘာလုပ်ရမလဲဆိုတော့သေချာမှတ်ထားရမယ် နော်အဲ့တော့အဲ့လိုမှတ်ဖို့အတွက်ကို နော်ဒီတခါပြန်ပြီးတော့လေ့ကျင့်မယ်ပြီးသွားရင်စာလုံးလေးတွေစာလုံးပေါင်းတွေကိုမှတ်မယ်ဒါရောမသိသေးတဲ့စာလုံးလေးတွေပါရင်တည်တည်ကြကြာပြန်ပြီးတော့ကောင်းထဲမှာမှတ်ကြပါနော်ကဲဒါဆိုဒါရောသမီးတို့ရေဒါဆိုရင်နော်ဇာတ်ရုပ်ဒီတခါသင်သွားရဲ lesson နာပါဖြစ်မလဲဆိုရင် unit 3ရဲ့ lesson 4ဖြစ်တဲ့ my favorite room ဆိုတဲ့သင်ခန်းစာလေးပဲဖြစ်ပါတယ် ကဲဒါဆိုရင်တော့ဒီနေ့ဆရာတို့เนาะ grade 6 english မှာပါတဲ့ပိုဝမ်လေးတစ်ပုဒ်ကိုဆရာတို့အတူဖတ်ကြည့်ကြเนาะဒါကတော့ပိုဝမ်1ပေါ့เนาะပထမဆုံးပိုဝမ်ဖြစ်ပါတယ်ဆရာတို့ဖတ်စာအုပ်ထဲကပထမဆုံးပိုဝမ်တစ်ပုဒ်ဖြစ်တယ်နာမည်ကတော့ the owl တဲ့เนาะ owl ဆိုဇီးကွက်ပေါ့เนาะကဲဆိုတော့ပိုဝမ်လေးကเนาะဘာလေးများဖြစ်မလဲเนาะဒီပိုဝမ်လေးကဘာလေးများပြင်ညာပေးခြင်းတာဖြစ်မလဲเนาะတူတူဖတ်ကြည့်ကြအောင်အရင်ဆုံး pre reading လေးသွားမယ်เนาะ pre reading မှာเนาะ1 where can you usually see an owl တဲ့နော်ကဲအဲ့တော့ဘယ်ချိန်မှာဈေးကွက်တွေကိုတွေ့မြင်လေရှိသလဲတဲ့နော်အဲ့တော့ဈေးကွက်ကတော့ဆရာသိတာကတော့သူကအဲမနေ့ဘက်ဆိုတိတ်မထွက်ဘူးသူကညဘက်ကျမှထွက်တာနော်ဆိုတော့ဆရာက at night ပေါ့နော်ဈေးကွက်ကိုဆရာကညဘက်မှာတွေ့လေတွေ့တာရှိတယ်ညအချိန်မှာနော်2 where can you find it တဲ့နော်ဘယ်နေရာမှာဆရာတွေ့နိုင်သလဲတဲ့ဈေးကွက်ကိုများသောအားဖြင့်အဲတောထဲမှာဖြစ်နိုင်တယ် နော်ဆို in the forest ပေါ့နော်ဆရာတို့မြို့ပေါ်မှာနေရလူတွေဆိုလို့ရှိရင်ဇီးကွက်ကိုတိတ်ပြီးတွေ့ရမှာပေါ့နော်ဇီးကွက်ကဟိုတော်ရဲမှာကြာရင်ပိုးပြီးတော့တွေ့ရတယ်နော်ကဲဆိုတော့3ရဲ့ what does it eat ကဲဇီးကွက်ကဘာရင်းများတော်ရဲမှာရှာပြီးစားမလဲနော်စဉ်းစားကြည့်ပါဦးကဲနော်အဲ့တော့အဲတီကောင်လေးတွေနော် worms တွေနော်တော့တော်ရဲမှာဆိုဒီပိုးကောင်လေးတီကောင်လေးနောက်တော့ကြွက်တွေဟုတ်တယ်မလားဒီလိုမျိုးဥစ္စာတွေသူစားမှာပေါ့ကဲဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ဇာတ်တို့ဒီကဗျာလေးကဘာလင်းများဖြစ်မလဲနော် เนาะဒီဇီးကွက်ရဲ့အကြောင်းကိုဘာလေးများရေးထားတဲ့ကဗျာလေးများဖြစ်မလဲအတူတူဖတ်ကြည့်ကြရအောင်เนาะကဲဒါဆိုရင် one read the poem နဲ့ the owl เนาะ poem လေးရဲ့နာမည်ကဘာလဲ the owl ဇီးကွက်ပေါ့เนาะ a wise old owl sat on an oak เนาะအဲ့တော့ a wise old owl sat on an oak เนาะ a wise old owl เนาะဘာလဲပညာရှိဇီးကွက်ဦးတကောင်ပေါ့เนาะ sat on an oak เนาะ oak ဆိုတာပါလဲဆိုတော့ဝက်တစ်ချပင်ပေါ့နော်ဆရာတို့ဝက်တစ်ချပင်ဆိုတာတော့တောထဲမှာရှိပါတယ်ဝက်တစ်ချပင်ဆိုတော့ a wise old owl နော် wise ဆိုတာပညာရှိရပညာရှိရဲ့နော် old owl ဆိုတော့ဈေးကွက်ဦးတကောင်က set on an oak နော်ဝက်တစ်ချပင်ပေါ်မှာနော်ထိုင်းနေတယ် the more he saw the less he spoke ဘာအောင်များပြောချင်တာဖြစ်မလဲ the more he saw များများမြင်လေလေတဲ့နော်ဘာလဲ the less he spoke နည်းနည်းပြောလေလေ เนาะဆိုတော့ the less he spoke the more he heard เนาะအဲ့တော့ဗာလေနည်းနည်းပြောလေလေညံ့ညာကြားလေလေတဲ့เนาะဆိုတော့ why aren't we like that wise old bird เนาะအဲ့လိုမျိုးပညာရှိငှက်အိုကြီးလို့ဘာကြောင့်ကျွန်တို့တို့เนาะမနေနိုင်ရမှာလေเนาะဆိုတော့ the owl ဆိုရယ်ပုံမြင်လေးရပါလေသူကပြောချင်တာကတော့အဓိကအဖြစ်ဈေးကွက်တွေကเนาะအခုနာပြောသလို the more he saw the less he spoke เนาะအဲ့တော့ဆရာတို့ မနေတဲ့အခါမှာเนาะတချို့တွေကเนาะစကားတွေတအားများကြတယ်เนาะဒါပေမဲ့ဇီးကွက်ကတော့အဲ့လိုမျိုးပုံစံမျိုးမဟုတ်ဘူးသူကများများတွေ့လေလေเนาะစိတ်ကိုငြင်းငြင်းတက်တက်ထားတယ်နောက်ပြီးတော့သူပြောချင်တဲ့သဘောကတော့ဇီးကွက်သည်ခုနအာယုံစူးဆိုင်တယ်ပေါ့เนาะအလုပ်တစ်ခုပေါ့အဲ့တော့အဲ့လိုမျိုးအာယုံစူးဆိုင်တဲ့အတွက်ကြောင့်เนาะသူကပါလေ the less he smoke ပါလေ the less he spoke the more he heard เนาะအဲ့တော့အဲ့လိုမျိုးနည်းနည်းပဲစကားပြောတယ်စကားလည်းတိတ်မပြောဘူး เนาะအဲ့လိုမျိုးတည်တည်ငင်ငင်เนาะအာယုံဆူဆူဆက်ဆက်နေတဲ့အခါမှာသမောဟီဟတ်သူကပို့ပြီးတော့နားကနေပြီးတော့ကြားရတယ်အဲ့တော့ဒီပုံမြင်လေးကပြောချင်တာတော့เนาะဇီးကွက်တီခုနပြောလို့ဆရာတို့ကပညာရှိရယ်ဆိုပြီးတော့တင်စားတယ်เนาะဇီးကွက်ဆိုတော့ဘာကြောင့်တင်စားလဲဆိုလို့ရှိရင်ဇီးကွက်တီခုနက နော်တခုဆိုလို့ရှိရင်သူကတည်တည်ငြိမ်ငြိမ်နော်ငြိမ်ငြိမ်တက်တက်နဲ့နော်ဟုတ်တယ်မလားတခုဆိုလို့ရှိရင်အာနော်စကားတွေများနဲ့မဟုတ်ဘူးပွတ်ပွတ်နဲ့နော်ပြောသူကဇီးကွက်ကကြငြိမ်ငြိမ်တက်တက်လေးအာယုံစူးစားရထားတဲ့သဘော နော်သူပြောချင်တာတော့အဲ့လိုစူအာယုံစူးစိုက်ထားတဲ့အတွက်ကြောင့်သူကပို့ပြီးတော့သူ့ပတ်ဝန်းကျင်မှာဘာဖြစ်နေတာလဲအဲ့ဒါကိုပို့ပြီးတော့မြင်နိုင်တယ်တွေ့နိုင်တယ်ဒါကြောင့်ပညာရှိတယ်လို့ပြောချင်တာနော်အဲ့တော့ဒီကဗျာလေးကိုရေးတဲ့ကဗျာဆရာနာမည်ကဘာလို့လဲဆိုတော့ Edward H Richards ဆိုတဲ့ကဗျာဆရာပဲဖြစ်တယ်နော်အဲ့တော့ဒါတို့သမီးတို့ကလည်းဒီပုံမြင်လေးကိုဖတ်ခြင်းအဖြစ်နော်ဇီဇီးခွက်လိုမျိုး ဘာကြောင့်မနေနိုင်ရတာလဲเนาะနောက်ဆုံးစာကြောင်းอ่ะเนาะ why aren't we like that wise over တဲ့เนาะအဲ့လိုမျိုးဇီးကွက်ကြည့်လို့ငါတို့ဘာကြောင့်မနေနိုင်ရတာလဲเนาะဆိုတော့ပြောချင်တဲ့သဘောတော့ဒါတော့အာပညာယူရမယ်เนาะဒီကဗျာလေးရနေမြေခုနပတ်ဝန်းကျင်မှာတခုဆိုလို့ရှိရင်တော့စကားတွေအများများနေမယ်အစားဇီးကွက်လိုပဲအားလုံးကိုတိတ်တိတ်ဆက်ဆက်ငင်ငင်တက်တက်နဲ့အာယုံစူးစိုက်ထားမယ်เนาะအဲ့လိုအာယုံစူးစိုက်ထားလို့ရှိရင်เนาะကိုပတ်ဝန်းကျင်မှာဘာတွေဖြစ်နေသလဲเนาะဒါတွေကိုပို့ပြီးတော့ကိုကသိနိုင်တယ်မြင်နိုင်တယ်ကြားနိုင်တယ်เนาะဒါကို ောတာပါเนาะအဲ့တော့ဒါရသမီးတို့ကလည်းဒီတအောက်ပုံမြင်လေးကိုဖတ်ပြီးတော့ဒီပညာရှိစည်းကွက်ကြီးနေတဲ့အတိုင်းပဲလိုက်ပြီးတော့ကျင့်သုံးမယ်ဆိုရင်ကိုဘွားမှာဘာပဲဖြစ်ဖြစ်တော့အောင်မြင်မှုတွေရနိုင်တယ်ဆိုတာကိုဒီကဗျာလေးကသူကဖော်ပြထားတာဖြစ်တယ်เนาะကဗျာဆရာကလည်းသိကိုတော့ပါတယ်เนาะသူကဗာလဲစည်းကွက်ကိုတင်စားပြီးတော့ပြောထားတာဖြစ်တယ်เนาะကဲကဲဒါဆိုလို့ရှိရင်ဆရာတို့ကဗျာကိုဖတ်ပြီးဖြစ်တယ်ဒါဆိုလို့ရှိရင်ဒီကဗျာနဲ့သက်ဆိုင်တဲ့မိကုံးလေးတွေတူတူဖြေလိုက်ကြရအောင် ကဲဒါဆိုလို့ရှိရင်เนาะဆရာတို့ number 2 answer the question เนาะ answer the following question เนาะဆရာတို့ခုနဖတ်ခဲ့တဲ့ကဗျာလေးသအောင်နဲ့ပတ်သက်လို့မိကုံးလေးတွေကိုစူးစမ်းပြီးတော့ဖြည့်ဆည်းလိုက်ကြအောင်ဆရာနဲ့အတူကဲ number 1 where was the owl ကဲဇီးကွက်ကဘက်မှာရှိတာလေတဲ့ကဲခုနဇီးကွက်ကြီးကဘာလုပ်နေလဲအာเนาะဝတ်သက်ချပြင်ပေါ်မှာထိုင်နေတာကဲဆိုတော့ဘယ်လိုဖြစ်မလဲ the owl was sitting on an oak ဇီးကွက်ကဝတ်သက်ချပြင်ပေါ်မှာထိုင်နေပါတယ်เนาะကဲ2 How many lines are there in the poem? ကဲဘာဦးမေးရလဲ။ကဗျာထဲမှာစာကြောင်းဘယ်နှကြောင်းပါပါသလဲတဲ့ကဗျာနော်။အဲ့တော့ဆရာတို့စရုပ်ပေါင်းကဗျာကိုပြန်ကြည့်လိုက်တဲ့အခါမှာစာကြောင်း၄ကြောင်းပါပါတယ်။ဒါကြောင့် there are four lines in the poem. ရပြီနော်။ 3. Find the word that rhymes with oak. ကဲဆရာတို့ oak နဲ့ကာယံကြီးရဲ့စာလုံးရှာပါတဲ့။သူကဘာမှရှာခိုင်းတာလဲဆိုတော့ကဗျာထဲမှာရှာခိုင်းတာ။ เนาะအဲ့တော့ကဗျာရီရေးတဲ့အခါမှာအဓိကဆဲတော့အရေးကြီးတာသူကပါဆိုကာယံကြီးဖို့အရေးကြီးတယ်เนาะအဓိကအဖြစ်ကဗျာရဲ့အဆုံးသက်စာလုံးလေးတွေသည်เนาะသူကကာယံကြီးဖို့ကိုအရေးကြီးတယ်ဒါကြောင့်မလို့ဆရာတို့ဒီမှာရှားကြည့်ရင်သူကအုတ်နဲ့ကာယံကြီးရာဆိုလို့ရှိရင်ဗာလဲ spoke เนาะအပေါ်စာချောင်းမှာ oak အောက်စာချောင်းမှာ spoke နဲ့အဆုံးသက်တာတယ်ဆိုတော့ပြောချင်တာကသူကစာချောင်းရဲ့အဆုံးသက်လေးတွေသည်ကဗျာရေးတဲ့အခါမှာကာယံကြီးရတယ်เนาะဒါကြောင့်မလို့ the word that rhymes with oak is spoke cái cây em dịu là nó oak spoke từ từ về đây là cây em lý gì đây ok sắp hợp bảo ông đã số number four find the word that rhymes with heard heard này cây em gì vậy sao nó cái gì cả chỉ bảo ông cái bài mà heard này gì à ba chim đấy hậu thế nó no? heard ao cả sao chẳng mà sống tạm mà bird này sống tạm đấy nó no? hiểu heard bird đây là cây em gì đấy làm nhiều cây em gì đấy khỏi rồi the word that rhymes with heard is bird. Very good. Okay, five. Set ji bang. What adjectives are used to describe the owl? Right? Okay, adjective ka ro ta ro tamii ro sia tin tha bi phit de, no? Ero di zi kwet ji o, no? Phor pya pho twet, no? Di zi kwet ji ye goun yi o phor pya pho twet thong tha de adjective de ba ri phit mle de. Okay, ero sia ro sia ji ye khan ma sia ro wise ne o ne twet de. နော်ဇီဇီကွက်ကြီးက wise ပညာရှိတယ်နောက်ပြီးတော့ old နော် old တယ် เนาะဆိုတော့เนาะဈေးွက်ကြီးသည်เนาะပညာရှိတယ်เนาะပညာရှိတယ်ဈေးွက်โอကြီးเนาะဆိုတော့ပညာရှိတယ်เนาะ तू อ่ะအသက်ကြီးနေပြီဆိုတော့ဒါတွေသည်ဈေးွက်ကြီးကိုဗာလဲဈေးွက်ကြီးရဲ့ဂုဏ်ကြီးကိုဖော်ပြထားတာဈေးွက်ကြီးသည်ဗာဗာလဲဘယ်လိုမျိုးဈေးွက်လဲဆိုတော့ဖော်ပြထားတယ် adjective စာလုံးနေဖြစ်တယ်ကဲဒါဆိုဒါတို့သမီးတို့ရေเนาะဒီကြပြားလေးမှာဇာတ်ဖတ်ကြည့်ရက်ကမှာเนาะဒီကြပြားလေးရရတဲ့သင်ခန်းစာလေးတွေ ရှိတယ်เนาะဆရာကကုဏပြောသလိုပဲเนาะဒီကဗျာမှာကဗျာဆရာရေးသားထားတဲ့အတိုင်းဇီးကွက်ကြီးနဲ့တင်စားပြီးတော့ပညာရှိတို့ရဲ့เนาะပုံစံပေါ့เนาะပညာရှိတယောက်ကဘယ်လိုနေထိုင်ရမလဲဆိုတဲ့ပုံစံကိုကဗျာဆရာဇီးကွက်နဲ့တင်စားပြီးတော့ဒါရုသမီးတို့ကိုပညာပေးထားတာဖြစ်တယ်เนาะအဲတော့ဒါရုသမီးတို့ကလည်းဒီ poem လေးရနေပြီတော့ပညာယူရမယ်เนาะကဲဒါဆိုလို့ရှိရင်ဒီနေ့ဆရာဖတ်ပြတဲ့ poem number 1နာတော့ပါလေ the owl ဆိုတဲ့ poem လေးပဲဖြစ်ပါတယ်ကဲဒါရုသမီးတို့အားလုံးကိုကျေးဇူးတင်ပါတယ် Thank <laughs> you.